ူတွေရဲ့စိတ်ဓာတ်ဟာပူလောင်မှုတွေနဲ့အမြဲတမ်းယက်တည်နေကြကိုယ်ဘွားကိုပြန်လီပြီးတော့အကဲခတ်ကြည့်စိတ်မပူရဘူးဆိုတဲ့ပုံကိုတရားဟာနောင်ရင်ကိုတွေးကြည့်ငါတရားအောင်မှတွေးကြည့်ပူသွားလိမ့်မယ်နော်ပစ္စည်းဥစ္စာတွေကုန်ထားကြရလိမ့်မယ်လို့တွေးကြည့်ပူသွားလိမ့်မယ်ဒီကြားထဲမှာလည်းအလိုမကျတဲ့ကိစ္စတွေနဲ့တွေးလိုက်တာနဲ့ပူရမယ်တေးသေးချာချာမသိဘဲနဲ့နေရင်သာမျက်ကန်းတစ်စီမကြောက်ဖြစ်နေမှာ တကယ်တော့စိတ်ပူစရာကြီးတွေကြီးပဲအကုန်အဲ့ဒီစိတ်ပူနေမှုတွေဟာဘု து ကြောင့်ပူတာလဲဆိုရင်ကိရိတာတွေကြောင့်ပူနေဒါကြောင့်မို့မြတ်စွာဘုရားသာသနာမှာဒီမဂ်ကင်၈ပါးဆိုဒီမှာတိလတမာတိပညာဒီ၃မျိုးသာ ဖြစ်တယ်ပေါ့တိလပြိဘာဝီတော်တမာတိမဟာဘလောမဟာနိတံတော်တိလနဲ့ထုံမွမ်းထားတဲ့တမာတိဟာစွမ်းထက်တယ်တမာတိပြိဘာဝီတပညာ မဟာဗလာမာနိတန်တာတမာတိနဲ့လွှမ်းခြုံထားတဲ့ပညာဟာလည်းအစွမ်းထက်တယ်ပညာပရိပါဝိတံစိတ်တံတမာတိဝဝိမု ත් စတိအာတဝေဟိလို့ဆိုတဲ့အတိုင်းပညာနဲ့လွှမ်းခြုံထားတဲ့စိတ်ကမှခုနကပူပန်သောကတွေအလုံးကလွတ်မြောက်သွားပြီးတော့ချန့်ခိုင်တဲ့စိတ်ဓာတ်ရနိုင်တယ်အဲ့ဒါလို့မှပညာနဲ့လွှမ်းခြုံပြီးတော့စိတ်ရဲ့အငြိအကြေးတွေကိုတန်ရှင်းအောင်မလုပ်နိုင်သေးတဲ့မြန်လူတွေရဲ့စိတ်ဓာတ်တွေဟာရင်းရိုင်းနေဥမ္မာသာဖြစ်တယ်ပေါ့